မစ်ဆွေများလုံးပဲမင်္ဂလာပါခုတစ်ခေါက်မှာကျွန်တော်တို့ပထမဆုံးရဲ့သတင်းတော်ချက်လေးချို့ကိုနားထောင်ကြည့်အောင်ခင်ဗျအဲ့ဒီကနေနောက်ထပ်30ရက်နေ့ထိလာကုန်တဲ့အထိနော်လူလိုက်ဆန်ကောင်းမှုဆိုင်ရာတစ်ဖက်သက်ပြစ်ခတ်ရေးဆိုင်ကိုတလားသတင်းထုတ်ပါတယ်တဲ့နော်ဆိုတော့ပြောရရင်တော့တိုင်းပြည်ကလေးတိုင်းတင်းနေပေါ့ဗျာလူတွေတစ်ခေါက်တည်းခက်ခဲဖြစ်နေအဲ့လိုအခြေအနေမှာတို့နဲ့ support တွေမဖန်တီးချင်ဘူးဒါကြောင့်မို့လို့အပြည့်ရသတင်းတလားထပ်ထုတ်ပါတယ်ပြောတယ်ဆိုတော့ဒါကတော့ပြောရရင်တော့ဟိုဒီတို့လူရည်လေတာပေါ့လူရည်လေလို့ခေါ်တာပေါ့အဲ့တော့အာဆီယံကအာဆီယံဥက္ကဋ္ဌကိုယ်တိုင်မလေးရှားဝင်းကျိုးအာဆီယံဥက္ကဋ္ဌကိုယ်တိုင်တော့တောင်းဆိုနေတယ်လေ အာအပြည့်အသံတိုးပါနားဆက်တာကိုနှစ်ဖက်စလုံးအဖွဲ့စည်းအကုန်လုံးအပြည့်အသံတိုးပါတိုးပါနဲ့ဒီဒီမလေးရှားဝင်းချုပ်ကတောင်းဆိုနေတယ်အာဆီယံဥက္ကဋ္ဌတောင်းဆိုနေတဲ့အချိန်မှာပဲဒီမြောက်ပိုင်းသုံးဘွဲကလူလေကြပြီးတော့အရင်ဆုံးသွားထားပြီးတော့အပြည့်အသံငါတို့တလားတရန်တိုးပါတဲ့ခင်ဗျာထားလို့ဟုတ်တော့ဘာခေါ်လဲဆိုတော့သူကနာမည်ကောင်းဝင်ယူလိုက်တာတကယ်ကြတော့မြေမြမာဖြစ်နေလားဆိုတော့မြေမြမာ AA ကလည်းရှင်းပြောရင်တော့ AA တိုင်းတဲ့အထိကိုစစ်ကြုံတယ် PDF တွေနဲ့ပေါင်းပြီးစစ်ကြုံနေတယ် မပလောင်ကလည်းပွန့်လည်းပြောရင်တော့အခုဒီနေ့ဒီချိန်ထိသူတို့ချင်းချင်းဂျာမပလောင်ကလည်းအခုချိန်ထိဟိုစစ်ကိုရက်ထားတာမရှိဘူးလိုရင်းလိုသလိုတိုက်ချင်တာတိုက်တယ်တောင်ခါတို့ဘာလို့မှဟိုနောင်ချိုးထဲမှာတိုက်ပွဲရှိတယ်တကာကိုကက်ကတော့အခုနည်းနည်းငြိမ်သွားတယ်တကယ်ငြိမ်သွားတယ်ကိုကက်ကတော့ဆိုတော့အပြည့်အသန်းတလာတို့တာတိုးတယ်လို့ကြီးညာပေးတာကောင်းပါလေတကယ်ပြရမယ်ဆိုတော့ပိုကောင်းတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဟိုဘာလဲဆိုတော့လက်ဦးမှုယူပြီးတော့နာမည်ကောင်းရဖို့တရင်ထုတ်ပြန်တာမျိုးဆိုရင်တော့ကျွန်တော်ကပြောစီစီပဲကြည်တာပေါ့နော်အဲဒီတော့မင်းစေးနေမှန်းဟုတ်ပေါ့ဒါပဲလေစောင့်ကြည့်ကြတာပေါ့နော်ဆိုတော့တို့ကအပြည့်အဲ့လိုကြီးညာတရတလာတရန်တို့ပါလေနောက်ဆက်ဘက်ကတော့ဒီနေ့ည အထိကျွန်တော်တော့မတွေ့သေးပါဘူး။နာသကတော့အပြည့်သတန်းတိုးတယ်လို့နာသကတော့မကြည်ညာသေးဘူးဒီနေ့ညထိ။အခုညထိပေါ့နော်။ဘုညဆိုတဲ့ညမှာည၈နာရီခွဲထိမကြည်ညာသေးဘူး။နာသက၈နာရီခွဲထိအပြည့်သတန်းတိုးတော့မကြည်ညာသေးတဲ့အတွက်နာသကရဲ့အပြည့်သတန်းတိုးကအဲမရှိသေးဘူးဆိုတဲ့အထိပဲလားတော့ကျွန်တော်လည်းမသိဘူး။အပြည့်မရဘူးမရမယ်လှုပ်ဆက်ချက်လုံးငါတို့လှုပ်ဆက်ချက်လုံးမယ်ဆိုတဲ့အဲသဘောမျိုးတော့ကျွန်တော်တို့ကောက်ချက်ချမှာဖြစ်တယ်နော်။ဒါအခုချိန်ထိကျွန်တော်မတွေ့သေးဘူးနာသကအပြည့်တိုးကြောင်း။အခုကျွန်တော်အခုပဲကြည့်နေတယ်။ဒါနဲ့မပြန်တိုင်းကုလူမှာတရားဝင်ကုဝင်ကြည့်နေတယ်။အခုထိတို့ညကုတာကုကျွန်တော်ရွတ်တာပြောနေတာ9နာရီထိုးရမယ်။အဲ့ချိန်ဒီအခုချိန်ထိလုံးဝ ပြည့်တယ်လို့ညနေဆက်ကမကြီးညာထားသေးတဲ့အတွက်ညနေဆက်ဘက်ကတော့ပြည့်တယ်လို့လည်းကိစ္စပေါ်မှာသူအနေနဲ့ချိန်ပြီးတော့စဉ်းစားနေမှုပေါ်တယ်ဒါပေမဲ့လည်းတစ်ဖက်အဖွဲ့အစည်းရဲ့ဒီတကယ်လုံးမလာမလုပ်ဘူးလားဘူးဒီပြီးတော့ပဲသူတို့လိုက်ချိန်ညာမဲ့သဘောလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့တစ်ချက်နောက်တစ်ခုကဒီမြောက်ပိုင်းသုံးဝက်တွေက TNL နဲ့နားဆက်ကရဲ့စူမျိုးပွဲတစ်ခုဖြစ်ခဲ့တယ်ဘယ်နေ့ကဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အခုထုတ်ပြန်ချက်တွေအရဆိုရင်တော့29ရက်နေ့က29ရက်29အဲ့နေ့ရမှာနားဆက်ကကရှင်းပေါ်တော့ TNL နဲ့စူမျိုးပွဲလုပ်တယ်လို့ကျွန်တော်သိရတယ် ်ဘူးလူတွေနဲ့ဆွေးနွေးလဲဆိုတော့ TNL ဘက်ကတားချုပ်ကြားဦးဆောင်တယ် TNL ဘက်ကတားချုပ်ကြားဦးဆောင်တယ် NASA ကဘက်ကတော့ဒီရောက်ဘုံကြီးကိုကိုဦးဆောင်တယ်ဒီရောက်ဘုံကြီးဘုံကြီးကိုကိုဦးဆောင်တယ်ဦးဆောင်ပြီးတော့သူတို့ဆွေးနွေးကြရလို့ကျွန်တော်ချန်ပီယံသိရတယ်နော်ဆိုတော့ဘက်က TNL ရဲ့ဒုတိယဘုံကြီးတားချုပ်ကြားဦးဆောင်တယ်ဒီမှာ NASA ဘက်ကတော့ဒီရောက်ဘုံကြီးကိုကိုဦးဆောင်တယ်ကိုကိုဦးဆောင်တယ်အဲ့တော့သူတို့ဆွေးနွေးပွဲဟာတရုတ်နိုင်ငံမှာပဲဧပြီလ28 29မှာကုမင်းမြို့မှာဆွေးနွေးကြတယ်28 29မှာဆွေးနွေးတယ်ကျွန်တော်တို့ကု28 29မှာဆွေးနွေးတာကိုမေလာနှစ်နေနဲ့ဆိုမနေ့ပိုင်းကမှသိရတယ်ပြောရရင်တော့ မထုတ်ပြန်မဲ့နဲ့ခဏစောင့်ကြတာပေါ့နော်အဲ့ဒီအချိန်မှာ DNA ဘက်ကစထုတ်ပြန်လာနေတာနေ့မှာဒီ DNA ထုတ်ပြန်လာ DNA ထုတ်ပြန်တဲ့နေ့မှာဘာပါလာလဲဆိုတော့ NASA ကရေကိုစလေကိုစလေနဲ့သူတို့ဆွေးနွေးကြတဲ့အခါမှာတဲ့ NASA ကမြန်မာစိုးရဘက်ကတော့တဲ့နော်နောင်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်အစရှိတဲ့ဒေသတွေကနေပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်မန်တုံမြို့နဲ့အတွင်းကြီးတို့တောင်းတက်ဖို့ဒီအားလုံးပြန်လည်ဆုတ်ခွာဖို့တောင်းဆိုတယ်တဲ့ပြောရရင်တော့နောင်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်အဲ့ဒီ၅မြို့နယ်မှာပလောင်အုပ်စုတွေကရောက်နေပလောင်လက်နက်ကိုင်ဖွဲ့ရောက်နေတယ်ရောက်နေတော့အဲ့ဒီလက်နက်ကိုင်ဖွဲ့တွေကလုံးမင်းတို့အကုန်လုံး မင်းတို့ရဲ့ပလောင်ကိုပဲအချုပ်ခွင့်ရဒေတာဖြစ်တဲ့နမ်ဆမ်မန်တုံအဲ့ဒီနယ်တွေမင်းတို့ပြန်သွားပြန်ဆုတ်ဆိုပြီးတော့တက်ကတောင်းဆိုတယ်လို့သိရတယ်ဘုသူရှိမှတောင်းဆိုတယ်ဆိုတော့တယုတ်ကြီးရရှိမှတောင်းဆိုတယ်အဲ့တော့ပလောင်ဘက်ကလည်းအဲ့ဒါကိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပလောင်ဘက်ကဘာဖြစ်လဲဆိုတော့သဘောမတူဘူးပြောတယ်သဘောမတူဆိုတော့တစ်ဖက်အပြန်လာဆွေးနွေးမှုတွေကမပြေလေဘူးမပြေတော့လုံခြုံရေးထပ်ပြီးတော့မတိုးနိုင်ဘူးဆွေးနွေးပွဲကရပ်သွားတယ်ရပ်သွားပြီးတော့ဆွေးနွေးပွဲကိုလောလောဆယ်ရလိုက်တယ်ရပ်ပြီးတော့လာမယ့်ဩဂုတ်လကျရင်ပြန်ဆွေးနွေးမယ်လို့ပြောတယ်လာမယ့်ဩဂုတ်လကျဆွေးနွေးမယ်လို့ပြောတယ်အဲ့တော့တက်ဘက်ကတောင်းဆိုတာကပြောပြောကြောင်မဲတီဘောနောင်ချိုးကြောင်မဲတီဘော မုတ်မုတ်မိတ်အဲ့ဒီငါးမျိုးနဲ့မှာရောက်နေတဲ့ပလောင်တက်တွေဟိုနောက်ဆုံးလို့ပြောတာနောက်ဆုံးမင်းတို့နေရာမင်းတို့ပြန်သွားလို့ပြောတာပြောတဲ့အချိန်မှာ TNL တွေဘက်ကလည်းဘာပြန်နောက်ဆုံးလဲဆိုတော့လေချောင်းကနေဘုံကျဲချင်းလက်နက်ကြီးတွေပြက်ကတ်ချင်း drone တွေတိုက်ခတ်ချင်းထိုးစစ်ဆင်ချင်းအဆရှိတဲ့ပြက်ကတ်တိုက်ခိုက်မှုအားလုံးရက်စဲဖို့နောက်တစ်ခုကတိမ်မီမှာနေတဲ့ကုန်သွယ်လက်ချောင်းပြန်လဲဖွင့်လဲဖို့နဲ့ဒေသတည်ငြိမ်အေဂျင်စီတည်ငြိမ်စီမှုတွေကိုကန်တပ်ဖွဲ့လူမျိုးတစ်စင်တို့ပြက်ကတ်ရက်စဲပြုလုပ်နိုင်မှုအတွက်ဆွေးနွေးတယ်တဲ့နော်ဆိုတော့ မစ္စတေးရှိတွန်းကတော့အလဲခေါင်းနဲ့ကမကရနဲ့ထိုင်ပြီးတော့နားထောင်တော့ဗျာနားထောင်ပြီးတော့မင်းကပါလို့မင်းကပါလို့အမေဘက်ကဆိုနေတာပါလေမင်းဆိုနေပါလေအလဲခေါင်းနဲ့မော်ဒရယ်ကြလို့လာဘူးသူကဆိုတော့တင်းလေးဘက်တော့ဆိုကြပါတော့လေကြောင်းဘုံကျတာကြီးတောက်တောက်ပြောတယ်ထိုးစစ်စင်တိုင်းမလုပ်ဘူးပြောတယ်လေကြောင်းလေကြောင်းကနေဒုံးကျတယ်လက်လက်ကြီးနဲ့ပြတယ်ဒရုန်းနဲ့တိုက်တယ်ထိုးစစ်စင်တယ်အဲပြီးတော့ပြစ်ခတ်တိုက်ခတ်မှုအဲ့ဒါကိုလိုရန်ဆက်ထားဖို့နောက်တိမှန်နေတဲ့ကုသိုလ်ပြန်လဲစနိုင်ဖို့ပြီးတော့ကိုကန့်ဒေတာနဲ့ကိုကန့်တပ်ဖွဲ့နဲ့ဆွေးနွေးသလိုမျိုးတဆင့်ပို့ပြီးတော့တဆင့်တို့ပြီးအပြစ်ခတ်အစည်းလုပ်ဖို့ဒါကိုသူတို့ဆွေးနွေးရသိရတယ်ဆိုတော့ဒီဆွေးနွေးပွဲမှာ TNL ဘက်ကသဘောမတူဘူးဆိုတော့ NASA ကဆက်မဆွေးနိုင်ဘူး။အော်ဟုတ်လားကြာဆက်ဆွေးနိုင်မယ်။ဆိုတော့ NASA ကတောင်းဆိုတာမှန်သလားလို့မေးရင်တော့ပြန်တွေးကြည့်လေဗျာ။ဘိုးရုံအချင်းဥရေရပဲပြောပြောနော်။မြန်မာနိုင်ငံရဲ့ဘိုးရုံအချင်းဥရေရပြောပြောနော်။ဒီတမိုင်းတောင်းအစင်လာရပဲပြောပြောတိုက်တက်ရှုတော့အောင်ပြော။ကြောက်မဲနောင်ချူတီဘောနဲ့မိုးကုံမိုးမိတ်ကပလောင် TNL တွေပိုင်တာမဟုတ်ဘူး။ TNL နဲ့မြန်မာနံပါတ်နံပါတ်ဆန်တို့ဘာလို့ချီရလဲနံပါတ်နံပါတ်ဆန်နော်နံပါတ်နံပါတ်ဆန်တို့မန်တုံတို့အဲ့ဘက်ချန်နေလေဒါတွေက TNL ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဒါတမိုင်းနဲ့ရှိသေးတာ အဲ့တော့ရှာတိုင်းသားဖြစ်တဲ့ SSPB တို့ဘာလို့ကလည်းတကယ်တော့ပြောရပါဒါပဲဒီကောင်တွေကလည်းမပြောရုံကြောက်တယ်သူတို့ကလည်းငကြောက်တယ် SSPB ရဲ့လည်းငကြောက်တယ် TNL လည်းကြောက်တယ်ကိုကန်လည်းကြောက်တယ်ဘာလို့ကြောက်လဲ SSPB တွေကဘယ်ပြီးဘယ်လူငယ်မှစစ်သားမလို့ရှင်တော့ဘာလို့ SSPB ကပတ်စံနဲ့ရှာတဲ့အဖွဲ့စည်းငွေရှာတဲ့အဖွဲ့စည်းရှမ်းပြည်နယ်ကိုပြန်လည်ဖျက်ဆီးနေတဲ့အဖွဲ့စည်းပြီးတော့ဝရဲ့လက်ဝေကအဖွဲ့စည်းဝရဲ့လက်ဝေကအဖွဲ့စည်းဘာလို့ဆိုဝရဲ့လက်ဝေကဆိုတော့ SSPB ထဲမှာဝရဲ့အကြီးပဲဒါပေမဲ့နောက်ပိုင်းကျရင် SSPB ခေါင်းဆောင်တွေကရှမ်းနေဖြစ်ပေမဲ့တကယ်တမ်းအောက်ကဝါတွေကဝါဒါတာတွေဖြစ်နေပါမြောင်သေးတယ်ကျွန်တော်မြောင်သေးတယ် နောက်တစ်ချိန်ဘွားအာနာမသိလို့ပြောနိုင်ဘူး SSPB ကိုနော်ဆိုတော့ဟို SSPB ကလည်းမပြောနိုင်ဘူးမပြောရဘူးအခုတက်တက်ကပဲနားဆက်ကပဲပြောတယ်မင်းတို့အနေနဲ့နောင်နောင်ချိုကြောင်မဲတီဖို့မိုးကုံမိုးပိတ်အဲ့ဒီနေရာမှာမင်းတို့ဆုပ်သွူပြီးတော့တက်ကပြောတယ်ဒီသဘောပဲတက်ကပြောတယ်အဲ့ဒါကိုတစ်ဖက်ကတော့သဘောမတူဘူးသဘောမတူဆိုရင်တော့တက်ကတိုက်တယ်သဘောရှင်းရှင်းလေးဒါကိုမင်းသဘောမတူလို့မတူရင်တော့ငါတို့တိုက်ပြီမင်းတို့တော့တိုက်ယူတယ်ငါတို့တိုက်ယူပဲအေးငါတို့ကောင်းကောင်းမမင်းကိုပြန်ဆုပ်ခိုင်းချင်မှာဆုပ်ရင်ဆုပ်မဆုပ်ရင်ငါတို့ပြန်တိုက်ဒါပဲတက်ကအဲ့တော့တချို့ကပြောမယ်အာမင်းတက်ကကွာတယောက်ကြီးကပြေးလို့ရတာပါလို့ပြောယူမယ်မဟုတ်ဘူး တယောက်ကပေးလို့ရတာတပိုင်းတက်ကလည်းပြတိုက်ယူပါပဲတယောက်ပေးပေးမပေးတက်ကတိုက်မှတိုက်ပါဒါပေမဲ့ကြီးနိုင်ပြီးပြန်ယူလိုက်တဲ့အတွက်လူသက်တွေမသေးတာကိုကျွန်တော်ကလက်ခံတာနော်ဟောရပြောရင်တော့ပဲကြိုက်မလဲဗျာသို့တော့လူသက်တွေမသေးတယ်ဆိုရင်ရှူတော်နေတခုလေးပဲကျွန်တော်လက်ခံတာအဲကြောင့်မလားချိုးပြန်ရတယ်လူသက်တွေမသေးတဲ့အတွက်ဝန်တာတယ်ဘလို့နည်းနဲ့ရဝန်တာတယ်နောက်တစ်ခုကအခုဒီမြို့ငါးမြို့ပြန်ဆုပ်ဖို့ပြောတာလေကျွန်တော်တို့ပွင့်လိုက်ပြောတော့ဟိုမတိုက်ဖက်နဲ့ပြန်ဆုပ်ခိုင်းတာပိုကောင်းပါလေဆုပ်သွားရင်လည်းပလောင်နေနဲ့ကိုယ့်အကူဆုပ်သွားရင်ပိုကောင်းမယ်နောက်မဟုတ်ရင်ပလောင်နေနဲ့ဘာဖြစ်မလဲဆိုတော့အသေးခံပါလားအသေးခံတိုက်ပါလားဒါမှမဟုတ် ရှိပြမျိုးပြတဲ့ဒီမျိုးပြတဲ့ဒီအတိုင်းပါလားဒါမှမဟုတ်အဲ့နဲ့မျိုးပြန်ပေးမလားနှစ်လမ်းပဲယူရတော့မှာအဲ့တော့ဒီတိုင်းဆက်သွားရင်ပလောင်မျိုးတို့သွားတယ်မျိုးပြုံမျိုးပြီးပလောင်တူကြီးလုံးဝရောက်ကြပါမယ်ဘာကြောင့်လဲဆိုတော့တက်ကတဖြည်းဖြည်းနဲ့ဖိုးစစ်ဆင်လာမှာပဲဆင်မှာပဲအခုလည်းဆင်နေရပဲတက်ကထိုးစစ်ပြန်ဆင်တယ်မိုးကုတ်ကိုပြန်ယူမှာပဲမိုးမိတ်လည်းပြန်ယူမှာပဲနောင်ချိုကြောင်ဖက်တီဘောပြန်ယူမှာပဲတက်ကအဲ့တော့အရင်တော့ကပြောင်းစုလက်မကြီးပေါ်မှာဒီကောင်တွေတက်လာပုံပြောင်းပြောင်းလက်မကြီးဒီမှာကားတန်ကြိုင်းတော့ကောင်ခက်လက်လက်ဖြစ်ပြတက်ကဒီတစ်ချောင်းတစ်ခက်လောက်အထလာနိုင်ပြီးတော့လက်မကြီးပေါ်မှာတက်ကစိုးမိုးလာ အခုကျတော့တက်ကမစိုးမနေတော့ဘူးတက်ကမစိုးမနေတဲ့တက်ကသူ့စိုးမှုကိုအပြန်ယူမယ်ပြန်ယူဖို့တည်းသူလည်းပြန်လုပ်ပါတနည်းနည်းနဲ့ပြန်ရအောင်လုပ်ပါအဲ့တော့တဘောကတော့ဒီတက်နေတဲ့ကဒီ၅မျိုးကနေပြန်ဆုတ်ဖို့အတွက်ဟိုသွေးမြေမချတဲ့နည်းနဲ့ပြန်ဆုတ်ဖို့အတွက်ကိုတောင်းအားပေးနေတယ်ဒါကျွန်တော်လေးနောက်ဆုံးသွားပေးအဲ့တော့ဩဂလဆွေးနွေးပွဲအထိဆောင်းအောင်ဒီဩဂလဆွေးနွေးပွဲရောက်ဖို့တကအခုမေပြီးတော့ဇွန်ဇူလိုင်ဆိုတော့ဂျားထဲမှာအချိန်၃လကျန်တယ်ဇွန်ဇူလိုင်ဩဂလအချိန်၃လကျန်တယ်အချိန်၃လအတွင်းမှာ၃လအတွင်းမှာ 不老而获的人，下是生拿不住的；个人锅边，别人欺负住的；个人要靠别人么支持呢？不老你啊，你才伢呢？大家千万呐看看哩！比如说，大家假如八万，对伢年的，高上八年的。嘞，不老你咪嘞嘛？你讲你么的啊？三讲伢么三？多讲你么多啊？难讲伢么难样呢？那从现在这批评呢，别京人家对伢伢在出边来跑，晓得呢？那不劳你哩呢？靠学生拿嘛？啊，改月变人开么说大家不是问钱，屋里呢你拿蛮多多钱，大家那边多掏开比啦，漂亮呢？哎，大众假如啊，各位小朋友对伢，我给他呢，我上拿毛，大家掏开比啦，漂亮的？ ဒါရှင်းရှင်းလေးပဲကောင်းကောင်းမပြောရင်ရရင်တော့ဒါရီရနိုင်တယ်ကောင်းကောင်းမပြောရင်တော့တားချုပ်ကြတဲ့အုပ်စုတွေနေကောင်းခြင်းမနေရစားကောင်းခြင်းမစားရတွားကောင်းခြင်းမတွားလာကောင်းခြင်းမလာနဲ့တခါလေးရှင်းပြောရင်တော့ဟိုဘာကောဟိုလူကြားလူကြားမှာထင်းထင်းပေါ်မနေရတဲ့ပေါ့ရောက်သွားလိမ့်မယ်တစ်ချိန်ကျရင်အဲ့လိုရောက်သွားနိုင်ဒါကျွန်တော်ငင်းနေပြီတက်ကတကယ်ကျရှင်းရရှင်းရှင်းပြန်လုပ်ပါလိမ့်မယ်အခုသာတက်ကတဖြည်းဖြည်းချင်းစစ်မျက်နှာဖွင့်တာများလို့သာတက်ကတဖြည်းဖြည်းချင်းပဲတွားနေတဲ့ပေါ့ကျွန်တော်မြင်တာပေါ့နော်ဆိုတော့စောင့်ကြည့်ကြမှာပေါ့ဗျာဒီကောင်ကိုလိုပြောပြပြီးတော့လဲကိုတုံညုံမင်းကိုလည်းကျေးဇူးတင်ပါတယ်